မင်္ဂလာပါခင်ဗျဒီနေ့ကျွန်တော်တို့အတူတူလေ့လာဆွေးနွေးခြင်းတာကတော့ Manchester United Manager Ruben Amorim ရဲ့ Nottingham Forest နဲ့ဘွေးချိုတင်ဆောင်ရှင်းလင်းပွဲအကြောင်းပါပဲဟုတ်ကဲ့ပါအချက်လက်တွေကတော့ United ရဲ့ YouTube Channel ကတရားဝင်ဗီဒီယိုကနေယူထားတာပါရှင်ဆိုတော့ဒီနေ့အဓိကကြည့်သွားမှာကတော့ဟိုကစားသမားကြန့်ခိုင်မှုအထူးသဖြင့် Martinez နဲ့ Maguire အခြေအနေပေါ့အင်းပြီးတော့ Amorim ရဲ့ United မှာပထမဆုံးတစ်နှစ်ပြည့်တော့မဲ့အတွေ့အကြုံသုံးသက်ချက်တွေ ဟုတ်ကဲ့။နောက်ပြီးပြိုင်ဘက် forest နဲ့နီးပြ Sean Dyche အပေါ်သူ့အမြင်အမက်နဲ့ Brian အတွဲကိစ္စ AF ခံပြည်ထနာတွေရောပေါ့။အင်းပြီးတော့ဟိုအရင် Sean Dyche ရဲ့မောအချက်တချို့အပေါ်အမိုးရင်ဘလို့တုံ့ပြန်သွားလဲဆိုတာတွေအထီးပဲ။ဟုတ်ပါတယ်။ဒီအချက်တွေထဲကအရေးကြီးတာတွေစိတ်ဝင်စားစရာကောင်းတာလေးလေးကိုဆွေးနွေးကြည့်ကြမရှင်။ကောင်းပါပြီ။ဒါဆိုအားလုံးစိတ်ဝင်စားဆုံးခင်နိုင်တဲ့ကစားသမားကြန့်ခိုင်မှုနဲ့စလိုက်ကြအောင်။ Lisandro Martinez လေးချင်းကပြန်ဆင်းနေပြီဆိုတော့တရင်ကောင်းပဲလားဒါမဲ့ပွဲကစားဖို့အဆင့်တိထိပြီလားအမ်မော်ရင်ယိုကတော့ရှင်းရှင်းပဲပြောသွားတယ်မာတီနက်စ်လေးချင်းရေခွင်းပြန်ရောက်လာတာကအသင်းတကယ်ကိုအားတက်စရာတယ်သူ့ရဲ့အဲ့ဒီပြင်းပြတဲ့စိတ်ဓာတ်အနိုင်လိုစိတ်ကလေးချင်းကတော့အရှင်အဟုန်တစ်ခုအဲ့ဒီ edge လို့ခေါ်တဲ့အာမန်တစ်ခုပိုကောင်းစီတယ်လို့ဆိုတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဒါပေမဲ့လေချက်ချင်းကြီးလို့ပွဲတဲ့ပြန်ထဲမှာမဟုတ်သေးဘူးဒီလာမဲ့ forest နဲ့ပွဲတော့သူလုံးဝပေါအောင်မှမဟုတ်ဘူးလို့အတိအလင်းပြောထားတယ်။အော်ဆိုတော့ စိတ်ရှည်ရအောင်မေပေါ့သူ့ကိုတီးထန့်အစီအစဉ်နေတယ်ဖြည်းဖြည်းချင်းလုပေးနေတယ်ဆိုတဲ့သဘောလားအဲ့လိုမျိုးပြောရမှာရှင်သူတုံးသွားရဲ့စကလုံးက he's going to take time လေဆိုတော့အချိန်ယူအောင်မေအလင်းစလုံးမရသေးဘူးပေါ့လက်ချင်းကမှတော့သူနဲ့အဆင်ပြေအောင်နည်းနည်းပြင်ထားရတယ်ရှိတယ်လို့ဆိုတယ်อืมอืมအဓိကကတော့သူ့ကို step by step ပေါ့နော်တဖြည်းဖြည်းပြန်ထိန်းသိမ်းနေတဲ့သဘောပါအသင်းနဲ့သူရှိနေတာကအရေးပါတယ်ဒါပေမဲ့ကစားဖို့ကတော့အချိန်တခုလိုနေတော့မယ်ဟဲ့ဒီမကွာရကတော့ဘယ်လိုလဲခင်ဗျာ သူတို့ဘယ်လားမက်ကွိုင်ယာကိစားကတော့အဖြေကနည်းနည်းမရှိဘူးရှင် I don't know about Harry Maguire လို့ပြောပါတယ်ဘယ်လိုပြောမလဲသူ့ခြေနေတဲ့ချမသိသေးဘူးဆုံးဖြတ်ရအောင်မယ်ဆိုတဲ့ပုံစံမျိုးဟုတ်လားဟုတ်တယ်ကျွန်내ကစားသမားတွေကတော့အကုန်စင်ဖြစ်တယ် fit ဖြစ်တယ်လို့ဆိုပါတယ်ဆိုတော့လောလောဆယ် Martinez ကတေချပေါက်လွဲမယ် Maguire ကတော့စောင့်ကြည့်ရမယ်တမောမှရှိနေတယ်ဟုတ်ကဲ့ဒီလိုအဓိကကစားသမားတဲ့အခြေအနေကမန်နေဂျာကိုတိုက်ရိုက်တက်ရောက်တာတော့မနော် အခုအမိုးရင်းဆွေလဲဒီမှာတနစ်ပြည့်လူကြီးဆိုတော့ဒီလိုအတက်အကြာတွေနဲ့သူ့ရဲ့တနစ်တာအတွေ့အကြုံကိုရောဘလို့ပြန်ပြောသွားလဲဒီဘွဲကသူ့တနစ်ပြည့်နာလဲကတ်နေပြီမို့လားဟုတ်တယ်ရှင်တနစ်တော့တကယ်ပြည့်တော်မယ်ဒီအချိန်ကာလကိုသူက ခရီးရှည်ကြီးတွေလို့တွန်းသွားလဲပြီးတော့တော်တော်လေးခက်ခဲကြမ်းတမ်းခဲ့တယ်ဆိုတော့ကိုလည်းပွန့်ပွန့်လင်းလင်းပဲပြောပါတယ်အချိန်ကောင်းတွေရော စိုးတဲ့အချိန်တွေရောများကြည့်ပဲဒါပေမဲ့အရေးကြီးဆုံးကသူများကြည့်တင်ယူခွင့်ရခဲ့တယ် I learn a lot ပေါ့နော် ဲ့ဒါပဲလို့ဆိုပါလေအဲသူ့ရဲ့ယုံကြည်ချက်တွေအကြောင်းပြောသွားတာလေးကစိတ်ဝင်စားဖို့ကောင်းတယ်ကိုယ့်ရဲ့အနှိမ့်ဆုံးအချိန်မှတောင်ကိုယုံကြည်တာကိုစိုးကင်ထားနိုင်ခဲ့တယ်ဆိုတာကအဲ့ဒါဘာကိုဆိုလို့ချင်တယ်လဲဖီအားတွေများနေချိန်မှာသူ့ရဲ့နီးစနစ်ပိုင်းယုံကြည်ချက်တွေမပြောင်းဘူးဆိုတဲ့သဘောလားอืมအဲ့လိုဒေးဗစ်ရောက်နိုင်ပါလဲရှင်သူဆိုလိုချင်တာကဖီအားတွေအများကြီးနေချိန်ရလက်ဒီစိုးနေချိန်မှာတော့ သူ့ရဲ့ကစားပုံကိုတွေးခေါ်သူတိဆောက်ခြင်းတဲ့ပုံစံကိုဆက်ထိန်ထောက်ဖို့စ조사ခဲ့တယ်။အဲ့ဒါကိုသူ့ကိုယ်လိုင်းလည်းပြန်တွေ့ရှိခဲ့တယ်လို့ပြောချင်ပုံပဲ။ဒါကကိုကိုကိုနားလည်ဖို့အရေးကြီးတဲ့ချက်လို့သူမြင်ပုံရတယ်။ဒါပဲသူကပဲအခုပေးတယ်ဖြီးရလွန်ခဲ့တဲ့၃ဘက်ကဖြီးနေတူချင်းမှာတူမယ်လို့လည်းပြောသွားတယ်တဲ့နော်။အဲ့ဒါကဘလို့ဖြစ်ပြန်တာလဲ။အဲ့ဒါတော့လက်တွေ့ကြကြဝန်ခံလိုက်တာပါပဲ။ဘိုးလုံးမှာအချင်းတွေကအမေးပြောင်းနေတာကို သုံးပါအတွင်းနိုင်ပွဲဆက်တာနဲ့ရှုံးပွဲဆက်တာကမန်နေဂျာတယောက်ရဲ့ခံစားချက်ရှုမြင်ပုံကိုပြောင်းသွားစေနိုင်တယ်ဆိုတာသူနားလည်ဖားတဲ့သဘောပါဟုတ်ကဲ့ဒါပေမဲ့ခြုံပြီးပြောရရင်တော့ United မှာရှိနေရတာကသူ့ဘဝရဲ့အကြီးမားဆုံးဂုဏ်ယူစရာတစ်ခုပဲပြီးတော့နေ့တင်ညကြီးဒီမှာဆက်ရှိနေခြင်းလဲဆိုတဲ့စန္ဒာကိုတော့ပြက်ပြက်သားသားပြောတော့ပါရရှင်ကဲဟုတ်ပြီဒါဆိုပြိုင်မအတင်း Nottingham Forest Park ကိုတစ်ချက်ကြည့်ရအောင် Sean Dice ရောက်တာမကြတေးဘူးဆိုပေမဲ့ ဦးမော်ရင်ကတိုက်ရှက်အသင်းတွေကိုအရင် Everton မှာတုန်းကယင်ဆိုင်ခဲ့ဘူးတယ်လေဒီတခါတော့တိုက်ရှက် Forest ကဘာကိုမျောလင့်ထားလဲအမွေရင်ကတော့ဘာကိုမျောလင့်ရအောင်မလဲဆိုတာအတိုင်းအတာတကူမချီ more or less ပေါ့နော်တိတယ်လို့ဆိုတယ်သူယင် United ကိုသူစကိုင်းခါစားက Forest နဲ့ကိုင်းခဲ့ရတဲ့ပွဲကိုပြန်ပြောတယ်အဲ့ပွဲမှာနိုင်ခဲ့ပေမဲ့အသင်းတော်တော်ကန်ကောက်ခဲ့တာ we were so lucky တဲ့ဟုတ်လားဟုတ်တယ်ရလက်ကလည်းချစ်တင်တာမဟုတ်ဘူးလို့တော့ပြောထားသေးတယ် ကန်ကောင်းလုပ်နိုင်ခဲ့တယ်ဆိုတော့ဒီတစ်ခါပို့ခတ်မယ်လို့သူတက်ထားပုံရပြောနော်အင်းသိကြပါတယ်သူကဒိုင်ချစ်လက်ရှိ forest ကစားခဲ့တဲ့ဖော်တိုရဲ့အပွဲဘုံမောင်နဲ့ပွဲတွေကိုလေ့လာထားတယ်လို့ပြောတယ်ရေပြည့်ကစားဟန် style of play ပေါ့နော်အဲအဲ့ဒါကတော့ dash thong san gain khat sin sin ချစ်နိုင်တယ်ဒါပေမဲ့အခု forest ကစားသမားရဲ့အရေးသွေး characteristics ကအရင် everton နဲ့ကွာနိုင်တယ်ဆိုတာကိုထောက်ပြောတယ်ဟွန်းဟွန်းသူ sporting အသင်းနဲ့ဒိုင်ချစ်အသင်းယာဒီဂျိုခြေစမ်းခဲ့တာကိုတော့ပြန်သုံးသပ်တယ်လို့ဆိုပါတယ်ရှင့် ကစားသမားရေထွေးกว่าတယ်ဆိုတာကဘသူတွေကိုအထီးကရည်ညွှန်းတော်တာလေခင်ဗျာဟမ်သူကအထီးကကစားသမားတွေချို့နာမည်တက်ပြောထားတယ်အထူးသဖြင့် Morgan Gibbs White Gibbs White လေပြီးတော့ Anthony Alanga Alanga ပေါ့အာဟုတ်ကဲ့ United ကစားသမားဟောင်းဟုတ်ပါတယ်ပြီးတော့ Callum Hudson Odoi Hudson Odoi ပေါ့ဒီလိုတိုက်စစ်ပိုင်းမှာအရန်ကောင်းတဲ့တီထွင်နိုင်စွမ်းရှိတဲ့ကစားသမားတွေရှိနေတာကိုပြောတာဆိုတော့ဒီကစားသမားတွေကြောင့် Forest ကစားပုံက ပုံမှန် Dutch အတင်းတွေထက်နည်းနည်းပိုပြီးတိုက်စစ်ဆန္ဒမျိုးတူချင်းဖောက်ထွန်းတာမျိုးတွေရှိလာနိုင်တာကိုထည့်ထွက်ထားရမယ်ဆိုတဲ့သဘောပါ။ဟုတ်ကဲ့ဟုတ်ကဲ့။ဒါပြင်ဟိုအဝေးကွင်းစိန်ခေါ်မှုတွေအကြောင်းရောပါပြောထားတယ်လေ။အဲ့ဒါလည်းအရေးကြီးတယ်ရှင်။သူကအရင် Brighton နဲ့ကန်ခဲ့တဲ့အဝေးကွင်းကွဲလိုမျိုးလွတ်လွတ်လပ်လပ်ကစားမှုနေရာ space to play ပေါ့။အဲ့ဒါရမှာမဟုတ်ဘူးလို့သတိပေးတယ်။ပြု United တင်းလက်ရှိခြေနေမှာအင်ကွင်းနဲ့အဝေးကွင်းခြေစွမ်းကတိတ်မညီသေးဘူးဆိုတာကိုလည်းဝန်ခံတယ်။อืม ကြရတော့ဟုတ်ကဲ့အဝေးကွင်းနေမှာပဝင်းချင်းဖြစ်အားကိုပိုကောင်းအောင်ထင်းချိုးနိုင်ဖို့ control the environment လို့ဖို့လိုတယ်လို့ဆိုတယ်ပြန်ပပရိသတ်တွေအားပေးမှုတွေကဘောလုံးလူအတိုင်း every tackle တိုင်းမှာပြင်းထန်မှာမို့အဲ့ဒီဖြစ်အားတွေကိုကြော်ပြီးပိုကောင်းအောင်ကစားပြဖို့လိုတယ်လို့အလေးပေးပြောထားတယ်ဒါကြောင့်အရင်ခက်ခဲမဲ့ပွဲတစ်ပွဲ a very tough match အတွက်ပြင်ဆင်ထားတယ်လို့ဆိုပါတယ်ရှင်ဟုတ်ပြီဗျဒါဆိုအတင်းရဲ့တိုက်စစ်ပိုင်ကိုပြန်သွားရအောင်အာမဒီယာလိုနဲ့ Brian Traoye သူတို့ညောင်းအတွေ့က တော်တော်လေးအခုအထိုင်ကျလာပုံပဲဒါပေမဲ့နောက်လာကြ AFC ဝင်ကြောင့်သူတို့မပါနိုင်တော့ဘူးဒီဘက်မှာအမှုကြီးရဲ့အမြင်နဲ့ပြင်ဆင်မှုကဘယ်လိုရှိမလဲ तू ကအဲ့ဒီကိစ္စကိုနည်းနည်းအရှင်းဖို့ပြီးစပြောတယ်ရှင်အဲ့ဒါတော့ခန်းစားရမယ်ချင်ရပါသေးတယ်လေ we have time to suffer with that ပေါ့ဟာဟာဒါပေမဲ့နောက်ဆက်တွဲမှာတော့အလီးနဲ့ပြောပါရတယ်သူတို့နေရာမရှိရင်အတင်းနည်းနည်းယုံကန်ရနိုင်တယ်ဆိုတာကိုကြိုထိထားပြီးသားလို့ဝန်ခံပါရတယ်อืมဒါပေမဲ့ ဲ့ဒါကိုအခွင့်အလန်းတစ်ခုအဖြစ်လဲသူမြင်ပုံကနော်မှတ်ပါတယ်ရှင်သူကဒါအခွင့်အလန်းတစ်ခု an opportunity ဖြစ်လာလိမ့်မယ်လို့ယုံကြည်မှုရှိရှိပြောသွားတယ်ဘာလို့လဲဆိုတော့လက်ရှိအသင်းမှာလက်ချင်းရေးကောင်းနေပေမဲ့ပုံမှန်ပွဲထွက်ခွင့်မရသေးတဲ့ကစားသမားတွေရှိနေတယ်ဟုတ်ကဲ့ပွဲထွက်နေတဲ့သူတွေကလည်းခြေစွမ်းပြနေတော့သူတို့ချမ်းမှုကလည်းခက်နေတယ်ပေါ့ဒါကြောင့်အာမတ်နဲ့ဘရိုင်န်မို့မရှိတော့တဲ့အချိန်ကြတဲ့တခြားကစားသမားတွေအာသာပလေးယားဆိုတော့သူတို့အရေးချင်းပြဖို့အသင်းကိုကူညီဖို့အခွင့်အရေးရလာလိမ့်မယ်လို့မြင်ပါတယ်သူတို့မရှိတာက အတင်းရဲ့ကစားဟန်အပေါ်မှာတော့ဘလောက်တက်ရောက်မှုရှိနိုင်မလဲခင်ဗျာအတင်းရဲ့တိုက်စစ်အရှင်းဟုံကိုထိခိုက်သွားနိုင်မလားဒီအချက်ကိုတော့အမိုးရင်ကအကောင်းမြင်ပုံရရရှင်သူကကစားသမားတွေဟာသူတို့ကစားစေခြင်းတဲ့ပုံစံ the way we want to play ကိုခပြေးပြေးပေါ်နားလည်လာပြီးလို့ယုံကြည်တယ် အတင်းလိုက်ကစားပုံအခြေခံအတွေးခေါ်ကိုကစားသမားတွေနားလည်နေရင် ကစားသမားတယောက်ချင်းရဲ့အရေးတွေးအပြောင်းလဲ change of characteristics ကအတင်းရဲ့အတိတ်ကအတွေးခေါ် the idea ဒါမှမဟုတ်အရှင်းအဟုတ် momentum ကိုတိတိတသားပြောင်းလာစီမှာမဟုတ်ဘူးလို့မျှော်လင့်ထားတယ်။ Mm mm ဒါပေမဲ့လောလောဆယ်တော့လာမယ့်ပွဲလီမှာသူတို့နေ့ကိုအပြည့်အဝအသုံးချသွားမယ်။ဇန်နဝါရီရောက်မှပဲအချင်းတွေကိုဆက်ကြည့်မယ်ဆိုတဲ့သဘောမျိုးပြောသွားပါတယ်ရှင်။ကောင်းပါပြီ။နောက်ဆုံးကြောင်းရတဲ့ခုပေါ့။ဒါကတော့နည်းနည်း အတိတ်ကကိစ္စလေးကိုပြန်ထီသွားတယ်။ဟိုလွန်ဂရက်မေလောင်လာကပေါ့ဗျာ United ချင်းနေပူခဏနေတုန်းကရှွန်ဒိုက်ကပွဲထုံးတဲ့သူနဲ့မှတ်ချက်တစ်ခုပေးခဲ့ဘူးတယ်။သူသား United နိပြဆိုရင်ပိုယိုးရှင်းတဲ့442နဲ့ပွဲတွေပုံနိုင်အောင်လုပ်ပြမယ်ဆိုတဲ့သဘောမျိုးပေါ့။သူက Emery ညေတော့တော့သနာအချင်းယူရမယ်လို့လည်းဆိုခဲ့သေးတယ်။အခုအဲ့ဒီမှတ်ချက်တွေပေါ့ Emery Mourinho ဘယ်လိုတွန့်ပြန်သွားလဲခင်ဗျ။အာအဲ့ဒါကတော့သူ တော်တော်လေးတရီထားပြီးဖြည့်သွားတဲ့အပိုင်းလို့ဆိုရမယ်ရှင်။အမရင်းကပထမဆုံးတိုက်ပြောခဲ့တာမန်ကောင်းမနိုင်တယ်လို့လက်ခံတဲ့ပုံစံနဲ့ဆော်တယ်။ဖူဖူဒူနကစိုင်းအဲ့ဒီချင်းတော့ပွဲပုတ်နိုင်ကောင်းနိုင်လိမ့်မယ်။ Maybe it's true if you play in the Fufu to you want more games လို့သူဆိုတယ်။ဟုတ်လား။ဟုတ်တယ်။ဒါပေမဲ့သူ့အမေပြောခဲ့တယ်လို့ပဲသူ့မှာတိဆောက်ချင်တဲ့ကစားပုံကစားနည်းကခုရှိတယ်။အဲ့ဒါကအချင်းယူရမယ်။ Carnatic Wild ဒါပေမဲ့အနာဂတ်မှာပိုကောင်းတဲ့ရလဒ်တီရလာမယ်လို့သူယုံကြည်ကြောင်းထပ်ပြောတယ်။ဆိုတော့ဘေးရကတကယ်မှန်တယ်လေဆိုတာဘယ်သူမှတန့်မပြောနိုင်ဘူး so we don't know that လို့တွင်ဝိုက်ဖြေသွားလိုက်။ဟွန်းသူက Dutch ကိုနားလည်မှုပေးတဲ့ပုံစံမျိုးလဲဆက်ပြောသွားသေးတယ်နော်။ပွဲတုံးတဲ့သူအလုံးနဲ့မန်နေဂျာအလုံးမတူဘူးဆိုတာမျိုးဟုတ်ပါတယ်အဲ့ဒါသူ့ရဲ့တန်တမရေးရာကြွားချင်မှုကိုပြသွားတာပဲသူကရှောင်းဒက်ကိုမန်နေဂျာအနေနဲ့တော့ပွဲတုံးတဲ့သူပန်းတဲ့အနေနဲ့ပါမြင်တယ်လို့ဆိုတယ် ပွဲသွင်းတဲ့သူတယောက်ရဲ့အလုတ်ကပရိသတ်စိတ်ဝင်စားအောင်ပြောရတာတခါတလေအားကောင်းတဲ့နည်းနည်းပြင်းတဲ့မှတ်ချက်တွေ strong things တွေမပေးရင်ဘာမှကြည့်ချင်မှမဟုတ်ဘူးဟုတ်ကဲ့ဟုတ်ကဲ့သူကိုယ်တိုင်လက်ပွဲသွင်းတတ်တာတွေကြည့်နေအဲ့လိုပဲလို့ရိုးရိုးသားသားဝန်ခံသွားတယ်ဆိုလိုတာကပွဲကြည့်ပြီးအပြင်ကပြောတာနဲ့တကယ်အထဲမှာအတန်းကိုနီးပြတာနဲ့ကလုံးဝကွာတယ်ဆိုတာကိုသူထောက်ပြချင်တာပေါ့ဒါပေမဲ့ဒီလိုတုံ့ပြန်မှုကတိုက်ချက်မူလဝေဖန်မှုနောက်ွယ်က အမူရီယန်ကစားဟန်အပေါ်မေဂွန်ထောက်မှုတွေကို လုံးဝပြက်ပြဲသွားစေရလားအဲ့ဒါကတော့စဉ်းစားစရာပဲရှင်အမူရီယန်ကတော့ရှွန်ဒိုက်ကအရန် smart ကြတယ်ရှွန်ဒိုက် is really smart တဲ့ဒီလိုချင်းတွေဘယ်လိုကိုက်တွေပြောဆိုရမလဲဆိုတာကောင်းကောင်းသိတယ် he knows how to play the game လို့တော့ချီးကျူးသွားတယ်哦သူဆိုလိုရင်းကဒိုက်ကိုရိုင်လည်းမန်နေဂျာတယောက်ဖြစ်တဲ့အသက်ပွဲသုံးသက်သူအလို့ seeing the game and talking about the game နဲ့ တကယ်အသင်းကိုနီးပြရတဲ့အလို့ to coach a team ကအလုံးဝကွဲပြားတယ်ဆိုတော့ကိုနားသိမှာပါလို့ဆိုလိုတာ음음ဒါကြောင့် तू ဘာမှထပ်ပြောစရာမရှိဘူး तू တဲ့အရေးကြီးတာလာမဲ့ပွဲကိုနိုင်ဖို့ပဲ i just want to win the next လို့အဆုံးသတ်သွားတယ်ဆိုသူရဲ့ကစားဟန်တတနာကိုတော့တွယ်ဝိုက်ပြီးကကွယ်သွားတယ်။တိုက်ချဲ့ရဲ့မတ်ချက်ကိုလည်းပုတ်ကိုရရမယူပဲပညာသားပါပါတုံပြန်သွားတယ်လို့ဆိုရမှာပေါ့ရှင်။ကောင်းပါပြီ။ဒီနေ့ဆွေးနွေးခဲ့တာတွေကိုပြန်ချို့ရရင်တော့ ဗီဆန်ဒရိုမာတီနက်ကလေ့ကျင့်ဟန်ပြန်ဆင်းနေပြီဒါပေမဲ့ဒီတစ်ပတ်ပွဲအတွက်တော့အဆင်ထင်မထင်သေးဘူးမက်ခွာယာကမသေးချားဘူးပေါ့ဟုတ်ကဲ့မန်နေဂျာအမိုးရဲ့အတွက်ပရမတနစ်တာကစိန်ခေါ်မှုတဲ့သင်ခန်းစာတွေနဲ့ပြည့်နေခဲ့ပြီးဖီအားရီဂျာကသူ့ရဲ့ကစားဟန်ယုံကြည်ချက်တွေကိုစုကိုင်းထားနိုင်ခဲ့တယ်လို့သူကလည်းသုံးသပ်သွားတယ်ရှင်ရှော်နိုက်ဂျေနော်တင်ဟမ်ဖောရက်စ်ကခမိုင်းလို့ရနိုင်တဲ့ကစားဟန်ရှိနိုင်ပေမဲ့ဂစ်ဖ်ဝိုက်အလန်ဂါဟက်ဆန်အိုဒွိုင်းတို့လို့ အရေးတွေ့မြင့်ကစားသမားတွေအကြောင်းခက်ခဲတဲ့ပြိုင်ဘက်ဖြစ်လာနိုင်တဲ့အဝေးခွင်းစွမ်းဆောင်ရည်ကတော့ United အတွက်တိုးတက်ဖို့လိုနေတဲ့အချက်တစ်ခုပဲအင်းပြီးတော့အမတ်နဲ့ Brian တို့တွေ့ညီလာတာတင်းအတွက်ကောင်းပေမဲ့လာမယ့် AF ကောင်ကြောင့်သူတို့မပါနိုင်တော့တာအခက်ခဲဖြစ်စီနိုင်တယ်ဒါမဲ့ဒါကို endmarine တို့တခြားကစားသမားတွေအတွက်အခွင့်အလမ်းဖြစ်ရှုမြင်ပြီးအတင်းရဲ့ကစားပုံအခြေခံကိုနားလည်ရင်ပြဿနာတိတ်မရှိနိုင်ဘူးလို့မျှော်လင့်ထားပုံရတယ်။ဟုတ်ကဲ့။နောက်ဆုံးအချက်အနေနဲ့ အတိတ်ကရှောင်းတိုက်ချေ442မတ်ချပ်ပေါ်အန်ဒမရီရဲ့တွန့်ပြမှုကပွဲသွင်းတတ်သူနဲ့မန်နေဂျာအလို့ကွာခြားပုံကိုနားလည်မှုပြတာပြီးကိုယ့်ရဲ့ရေရှည်စီမံကိန်းကိုတဏမန်ဆန်းဆန်းနဲ့ဆက်လက်အခိုင်အမာပြောဆိုသွားခဲ့တယ်။ဟုတ်ပါတယ်ဒီချက်ဒီအားလုံးကဘောလုံးခွဲတွေကိုစိတ်ဝင်စားတဲ့နားဆင်တူတဲ့အတွက်မန်နေဂျာတယောက်ရဲ့အတွေ့အခေါ်အတင်ငနဲ့အတင်းတင်းတိဆောက်တဲ့အခါကြုံရတဲ့လက်တွေ့ဖျားတွေစိန်ခေါ်မှုတွေပြီးတော့ ထိတ်တန့်ဘောလုံးလောကရဲ့ရှုပ်ထွေးတဲ့ဆက်ဆံရေးတွေကိုပိုပြီးထိုးထွင်းနားလည်စေနိုင်မယ်လို့မျှော်လင့်ပါတယ်ရှင့်အချင်းလိုတဲ့ရေရှည်မှာပိုကောင်းမယ်လို့ယုံကြည်တယ်။အင်းရှွန်ဒက်ချ်ကတော့အရင်ကရေတို့ရလက်ကိုဦးစားပေးရဲ့ပိုရိုးရှင်းတဲ့နီလန်442ပေါ့အဲ့ဒါကိုအကြံပြုခဲ့ပိုးတယ်လေဒီတော့မင်းဆရာရှိတာကထိတ်တန့်ကလပ်အတင်းကြီးတစ်ခုမှာရေတို့ရလက်တွေရဲ့ဖိအားကအလွန်ပြင်းထန်နေချိန်မှာမန်နေဂျာတယောက်ရဲ့တိကျတေချာရဲ့ကစားဟန်တတနာဖီလိုဆိုဖီကို စုပ်ကင်ထောင်မှုကဘလောက်အရေးပါသလဲဟုတ်ကဲ့ တချင်ထဲမှာပဲလိုအပ်လာရင်နည်းပြူဟာပိုင်းမှာပြောင်းလဲပြန်လွှဲရှိမှု tactical flexibility နဲ့ဘလို့များတာအောင်ချိန်ညှိရမလဲဆိုတာက အမြဲတမ်းစိတ်ဝင်စားစရာငင်းခုန်စရာကောင်းတဲ့အကြောင်းအရာတစ်ခုဖြစ်နေမှာတည်ကြပါတယ်ရှင်။ဒီအကြောင်းအရာလေးကိုနားဆင်တူလေးဆက်လက်စဉ်းစားရနေမယ်။ဒီနေ့တည်းအသေးစိတ်လေးလာဆွေးနွေးမှုကိုဒီမှာပဲရပ်နားလိုက်ပါစေ။နောက်တစ်ပတ်မှာနောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြမယ်ခင်ဗျာ။